မင်္ဂလာပါခင်ဗျာစာပေချစ်မြတ်နိုးသူအပေါင်းဥစွာလေးစွာစွာဖြင့်နှုတ်ခွန်းဆက်တာလိုက်ပါတယ်ကုဆောင်းဝန်တဖို့ audio book channel လေးကို like and subscribe နှိပ်ပေးဖို့အထူးတောင်းဆိုပါတယ်ခင်ဗျာဒီနေ့မှာတော့ကျွန်တော်တို့ဘဝတွေအတွက်အကျိုးရှိစေမဲ့လူလောကမှာကျင်လည်တဲ့အခါကုကုကုကာကွယ်ဖို့နဲ့အခြေအနေတွေကိုထိန်းချုပ်နိုင်ဖို့အတွက်အရေးပါတဲ့အတွေးခေါ်တွေကိုမျှဝေပေးခြင်းပါတယ်ဒါကတော့ကဘာကျော်စာအုပ်တအုပ်ဖြစ်တဲ့အာနဇက်နီဥပဒေ48ရဲ့အထက်က မှတ်သားစရာအချက်တွေပဲဖြစ်ပါတယ်ဒီအကြောင်းအရာတွေကိုဘာကြောင့်နားထောင်သင့်တာလဲကျွန်တော်တို့နေ့စဉ်ဘဝမှာလူအမျိုးမျိုးနဲ့ဆက်ဆံနေကြရပါတယ်ဒီလိုဆက်ဆံတဲ့အခါမှာကိုယ့်ရဲ့ယူသားမှုကိုအခွင့်အကောင်းယူပြီးအမျက်ထုတ်သူတွေကိုယ့်ဘောဩဇာလွှမ်းမိုးဖို့ကြိုးစားသူတွေနဲ့ကြုံရနိုင်ပါတယ်ဒီဥပဒေသားတွေကိုနားလည်ထားခြင်းကသူတစ်ပါးရဲ့လောရက်တွေနောက်ွယ်ကရည်ရွယ်ချက်တွေကိုမှနားလည်လာပါလိမ့်မယ်ကိုယ့်ရဲ့အားနည်းချက်ကိုသူများကဘယ်လိုအသုံးချနိုင်လဲဆိုတာကြိုတင်သိရှိပြီး ကိုကိုကိုကာကွယ်နိုင်ပါလိမ့်မယ်။ဒါအပြင်ကိုယ့်ရဲ့ရည်မှန်းချက်တွေကိုအောင်မြင်ဖို့အတွက်လူတွေကိုဘယ်လိုစည်းရုံးရမလဲ။အန္တရာယ်တွေကိုဘယ်လိုသိမ်းချောင်ရမလဲဆိုတဲ့နိလန်းတွေကိုလည်းတင်ယူနိုင်ပါပါ။ဒီအသိပညာတွေကကိုကိုအကျိုးအတွက်သူတစ်ပါးကိုကောင်းပုံဖြတ်ဖို့မဟုတ်ပါဘူး။လူလယ်တွေကြားမှာကိုမညံ့ဖို့ကိုဘဝကိုကိုယ်တိုင်ပဲ့ကန်ထင်ကျုံသွားနိုင်ဖို့အတွက်မရှိမဖြစ်လိုအပ်တဲ့လက်နက်တစ်ခုအဖြစ်အသုံးပြုဖို့အထူးတောင်းဆိုပါတယ်ခင်ဗျာ။ကဲဒါဆိုရင်တော့ အာနဇက်ဥပဒေသား48ရက်ထဲကမှတ်သားစရာအချက်တွေကိုတခုချင်းစီနားဆင်ကြည့်လိုက်ကြရအောင်ပါဥပဒေသားတဲ့တင့်ထက်တာလွန်သူကိုဘယ်တော့မှပိုတော်ကြောင်းမပြပါနဲ့ကိုရဲ့အထက်လူကြီးဒါမှမဟုတ်တင့်ထက်ဩဇာအာဏာကြီးသူအနာမှာကိုဖယ်လောက်တော်ကြောင်းတတ်ကြောင်းကိုအလွန်အကျွံထုတ်မပြပါနဲ့တင်ကသူတို့ထက်ပိုထူးကျွံတယ်လို့ခံစားတွားရရင်သူတို့ရဲ့မနာလိုမှုနဲ့မလုံခြုံစိတ်ကြောင့်တင့်ကိုအန္တရာယ်ပေးလာနိုင်ပါတယ်အဲ့ဒီအစား သူတို့ကိုပို့ပြီးထင်ပေါ်အောင်လိမ္မာပါနဲ့စွာပေါင်တင်ပေးပါသူတို့ရဲ့အရေးချင်းကိုအတိမတ်ပြုပါဒါမှတင့်ကိုအန္တရာယ်မပေးပဲသူတို့ရဲ့ထောက်ခံမှုကိုရရှိနိုင်မှာဖြစ်ပါတယ်ဥပဒေသားနှင့်မိ쇠ကိုတိတ်အယုံကြည်မပေးပါနဲ့ရန်သူကိုအတုံးချပြီးတင်ယူရမှာပါမိ쇠အရင်တွေဟာမနာလိုစိတ်ဝင်လွယ်တာကြောင့်တင့်ကိုအလွယ်တကူတစ္ဆာဖောက်နိုင်ပြီးတော့ပြဿနာတစ်ခုခုဖြစ်ရင်တောင်သူတို့နဲ့ဆက်ဆံရေးမပြတ်ပြားအောင်ကိုကလျှော့ပေးရတာမျိုးတွေရှိလာတတ်ပါတယ် အချင်းကရန်သူဖြစ်ခဲ့သူကိုမိတ်ဆွေဖွဲ့ရတာကပိုပြီးအကျိုးရှိနိုင်ပါတယ်။ဘာလို့လဲဆိုတော့သူကတင့်ရဲ့တန်ဖိုးကိုတီးပြီးတစ္ဆာစောင့်တည်ဖို့ပူကြိုးစားတတ်လို့ပါပဲ။ဥပဒေတာ၃တင့်ရဲ့ရည်ရွယ်ချက်တွေကိုဖုံးကွယ်ထားပါ။တင့်ရဲ့ရည်မှန်းချက်အမှန်ကိုဘယ်သူ့ကိုမှအလွယ်တကူမသိစေပါနဲ့။လူတွေဟာတင့်ရဲ့ရည်ရွယ်ချက်ကိုမသိသမျှအကာလပတ်လုံးတင့်ကိုခုခံကာကွယ်ဖို့ပြင်ဆင်နိုင်မှာမဟုတ်ပါဘူး။သူတို့ကိုလမ်းလွဲအောင်ဟိုဟာဖြစ်ချင်တယ်၊ဒီဟာဖြစ်ချင်တယ်လို့ပြောပြီး တင့်ရဲ့ပန်းနိုင်အစစ်မှန်ကိုဖုံးကွယ်ထားရပါမယ်။ဒီလိုဟန်ဆောင်ကောင်းချင်းကတင့်ပြိုင်ဘက်တွေကိုမျက်စိလဲစီပြီးတင့်အတွက်အတားစီရစီပါလိမ့်မယ်။ဥပရေတာလေးလိုအပ်တာထက်ပိုပြီးစကားမပြောပါနဲ့။တင်ကစကားများများပြောလေတင့်ရဲ့ထင်းချုံနိုင်စွာကျော်နေလေလေပါပဲ။စကားကိုခြွေတာပြီးပြောလေလေတင့်ရဲ့စကားလုံးတွေက ပိုပြီးတန်ဖို့ရှိလာပါတယ်။ဩဇာညောင်းလေဖြစ်ပါတယ်။လူတွေကတင်ပါတွင်းနေလဲဆိုတာကိုခံမှန်းရခက်တဲ့အတွက်တင့်အပေါ်ပိုပြီးလေးစားလာပါလိမ့်မယ်။ ဥပရိတငါဂုံတရင်ကိုအသက်နဲ့အမျှဂယုတစိုက်ကာကွယ်ပါ လူတွေကတင့်ကိုအကဲဖြတ်တဲ့အခါတင့်ရဲ့အပြင်ပန်းတရံနဲ့ဂုံတရင်အပေါ်မှာအခြေခံပြီးဆုံးဖြတ်တတ်ကြပါတယ်ဒါကြောင့်တင့်ရဲ့ဂုံတိတ်ခါကိုအသက်တမျှတန်ဖိုးထားပြီးကာကွယ်ဆောင်ရှောက်ပေးပါဂုံတရင်ကောင်းတစ်ခုတိဆောက်ထားနိုင်ရင်တိုက်ပွဲမစတင်ခင်ကတည်းကတင့်တဝက်နိုင်နေပါပြီရန်သူကတင့်ကိုတိုက်ခိုက်လာရင်တော့တင့်ရဲ့ဂုံတရင်ကိုပဲပြတ်မှတ်ထားတိုက်ခိုက်မှာဖြစ်လို့အထူးတတိထားရမှာပါဥပရိတ6 လူအများရဲ့အာယုံစိုက်မှုကိုရအောင်လုပ်ပါလူတွေရဲ့အမြင်မှာတင်ဟာတာမန်လူတယောက်လိုမှိန်ဖြော့နေလို့မဖြစ်ပါဘူးလူအများချားမှာထင်ရှားပေါ်လွင်နေအောင်သူတို့ရဲ့စိတ်ဝင်စားမှုကိုဖန်ဆားနိုင်အောင်ကြိုးစားပေးပါနာမည်ကောင်းတဲ့ဖြစ်စေနာမည်ဆိုးတဲ့ဖြစ်စေလူတွေတင့်ကိုတတိထားမိနေဖို့အရေးကြီးပါတယ်လူတွေရဲ့မိရောချင်းကိုခံရတာကအဆိုးဆုံးပါပဲဥပဒေတာခွန်းသူတပားကိုအလုံးလုံးခိုင်းပြီးဂုံယူပါတင်ကိုယ်တိုင်ကအပင်မခံစရာမလိုပဲ သူတစ်ပါးရဲ့အရေးချင်းအသိပညာနဲ့လှုပ်အားကိုအသုံးချပြီးကိုယ့်ရဲ့ရည်မှန်းချက်ကိုအကောင့်တွေဖော်ပေးပါသူများလှုပ်ထားတဲ့အလုပ်ရဲ့အောင်မြင်မှုကိုကိုကရယူနိုင်ရင်တင့်မှာအချိန်နဲ့ခွန်အားများစွာကိုချွေတာနိုင်ပြီးအစွမ်းထက်တူတယောက်အဖြစ်ထင်ပေါ်စေမှာပါရှေ့လူကြီးတွေရဲ့အသိပညာတွေကိုတင်ယူအသုံးချခြင်းကလည်းဒီနည်းလမ်းအနိုင်နဲ့ပါဝင်နေပါတယ်ဥပဒေသရှိ သူတပါတင့်ထန်လာအောင်ဆွဲဆောင်ပါလိုအပ်ရင်ငစားချကျွေးပြီးတော့အခြေအနေတွေကိုပြန်ကထိမ့်ချုပ်နိုင်သူဖြစ်အောင်လုပ်ရပါမယ်ရန်သူရဲ့အစီအစဉ်နောက်ကိုလိုက်မဲ့အစားတင့်ရဲ့ထောင်ချောက်တဲကိုရန်သူဝင်လာအောင်ဆွဲဆောင်ရမှာပါဒီလိုလုပ်နိုင်ဖို့ဆိုရင်ရန်သူရဲ့လောဘကိုငစားချပြီးများခေါ်တတ်ဖို့လိုအပ်ပါတယ်တင်ကလက်ဥမှုရယူထားနိုင်မှတာအခြေအနေတိုင်းကိုထိမ့်ချုပ်နိုင်မှာပါဥပဒေတာကူညံ့ခုန်ခြင်းဖြစ်မဟုတ်ပဲလောက်ရနေတာအနိုင်ယူပါ စကနိုင်လူပြီး နံ့ရတာကခဏတာပဲဖြစ်ပြီးတော့အပြောနဲ့အနံ့ယူခြင်းကမနာလိုမှုတွေကိုပဲမွေးဖွားပေးတတ်ပါတယ်တကယ်အောင်မြင်မှုအစင်မှန်ကတင့်ရဲ့လောက်ရနဲ့တက်တည်ပြခြင်းကပဲရရှိနိုင်ပါတယ်တင့်ရဲ့လောက်ရနဲ့ရလက်တွေကဘယ်သူမှညှင်းလို့မရတဲ့တက်တည်တွေဖြစ်မှာပါဒါကြောင့်အများကြီးရှင်းပြမနေပါနဲ့လက်တွေလုတ်ပြလိုက်ပါဥပရိသတစ်ဆယ်ကန်ဆိုးသူနဲ့ပူပေါင်းခြင်းကိုရှောင်ခြင်းပါလူတွေရဲ့စိတ်ခံစားချက်တွေဟာကတ်ယောဂါတစ်ခုလိုပါပဲကုဆက်လွယ်ပြီးတော့ကံစိုးမုန်းမောင်ကြနေတဲ့သူတွေနဲ့ အမြဲတမ်းပြဿနာရှာနေတဲ့သူတွေနဲ့ပေါင်းတင်မိရင်သူတို့ရဲ့ကံဆိုးမှုတွေကတင့်စီကိုကူးဆက်လာနိုင်ပါတယ်အဲ့ဒီအစားကံကောင်းသူတွေအကောင်းမြတ်စိတ်ရှိသူတွေနဲ့ပေါင်းတင်ပါသူတို့ရဲ့ကောင်းတဲ့စွမ်းအင်တွေကတင့်ကိုပါကံကောင်းစေပါလိမ့်မယ်ဥပရိတစတဲ့လူတွေကိုတင့်အပေါ်မိခိုးလာအောင်လုပ်ပါတင့်ရဲ့ဩဇာအာဏာတည်မြဲဖို့အတွက်လူတွေကတင့်ကိုအမြဲတမ်းလိုအပ်နေအောင်ဖန်တီးရမှာပါတင့်ရဲ့အရေးချင်းဒါမှမဟုတ်တင့်မှာရှိတဲ့အရာတစ်ခုခုကသူတို့အတွက်မရှိမဖြစ်လိုအပ်နေရပါမယ် တင်မရှိရင်သူတို့အလုံးမဖြစ်တော့ဘူးဆိုတဲ့အခြေအနေမျိုးရောက်သွားရင်တင့်ကိုဘယ်တော့မှဖယ်ရှားဖို့ကြိုးစားတော့မှာမဟုတ်ပါဘူးဥပရိသဆက်နှင့်ရန်သူကိုလက်နဲ့ချရင်ရုဒ္ဓမှုနဲ့ရရောမှုကိုအသုံးပြုပါရုဒ္ဓဟန်ဆောင်ခြင်းကလူတွေရဲ့တဏှာစိတ်ကိုပျောက်ကွယ်စေနိုင်တဲ့အကောင်းဆုံးလက်နဲ့တစ်ခုပဲရုဒ္ဓရဲ့ရရောတဲ့အပြုမှုတစ်ခုဒါမှမဟုတ်ရုဒ္ဓတဲ့ဟန်ပန်တစ်ခုကတင့်ရဲ့အကြံစီအမှန်ကိုဖုံးကွယ်ထားနိုင်ပြီးရန်သူကိုတောင်အနိုင်ရရှိစေနိုင်ပါတယ်ဥပရိသ73 အကူအညီတောင်းတဲ့အခါသူတို့အကျိုးကိုဦးစားပေးပါတစုံတစ်ယောက်စီကအကူအညီတောင်းတဲ့အခါကျွန်တော်ကိုကူညီပါလို့တိုင်းရိုက်ပြောမဲ့အစားဒီလိုကူညီခြင်းကသူတို့အတွက်ဘယ်လိုအကျိုးမြတ်တွေရနိုင်မလဲဆိုတာကိုပေါ်လွန်အောင်ပြောပြီးစည်းရုံးပါလူတွေကသူတို့အတွက်အကျိုးမရှိဘဲဘယ်သူ့ကိုမှမကူညီခြင်းကြပါဘူးဒါကြောင့်လူတွေရဲ့စိတ်ဝင်စားမှုကိုအရင်ဆုံးသိအောင်လုပ်ပြီးမှချဉ်းကပ်ပါဥပဒေတဆယ်လေးမိတ်ဆွေလူဟန်ဆောင်မှာတရှိုကက်သူအလုပ်လုပ်ပါ တင့်ပြိုင်ပွဲအကြောင်းကိုသိရှိဖို့ကအလွန်အရေးကြီးပါတယ်။ဒါကြောင့်မိတ်ဆွေလိုဟန်ဆောင်ချင့်ကပ်ပြီးသူတို့ရဲ့အားနည်းချက်တွေရည်ရွယ်ချက်တွေကိုစုံစမ်းပေးပါ။ပေါ်ပေါ်ပါပါစကားပြောရင်းနဲ့သူတို့စီကနေအရေးကြီးတဲ့တရင်အချက်လက်တွေကိုထုတ်ယူတတ်ရပါမယ်။ဥပဒေသား15ရန်သူကိုလုံးဝအုပ်ုံခြေမုံးပါ။ရန်သူကိုတဝက်တစ်ပြက်ပဲအနံယူလိုက်ရင်သူတို့ကအချိန်မရွေးပြန်ပြီးကလဲစားချေဖို့စူးစမ်းနေမှာပါ။ မိကိုအကျွမ်းမဲ့မတတ်ရင်မိဘွားကြံခဲ့တယ်လို့ပါပဲဒါကြောင့်ရန်သူကိုအနိုင်ယူမယ်လို့ဆုံးဖြတ်ထားရင်သူတို့ပြန်မထနိုင်အောင်အပြတ်သက်ချိန်မုံရပါမယ်ဥပရိဒ16တန်ဖိုးရှိအောင်ရှားပါမှုကိုအသုံးချပါအလွယ်တကူရနိုင်တဲ့အရာတွေကိုလူတွေကတန်ဖိုးမထတတ်ပါဘူးဒါကြောင့်တင့်ကိုတင်တန်ဖိုးတက်စီခြင်းလူတွေရဲ့အမြင်ကနေခဏပျောက်ကွယ်ပေးလိုက်ပါတင်ပြန်ပေါ်လာတဲ့အခါတင့်ကိုပူပြီးတန်ဖိုးထားလေးစားလာပါလိမ့်မယ်ရှားပါလေလေတန်ဖိုးကြီးလေလေပါပဲဥပရိဒ16 ခံမှန်းရခက်အောင်ပြုတ်မှုပြီးထိတ်လန့်မှုကိုဖန်တီးပါလူတွေကခံမှန်းလို့ရတဲ့အပြုတ်မှုတွေကိုထိမ့်ချုံရလွယ်တယ်လို့ခံစားတတ်ကြပါတယ်ဒါကြောင့်တင့်ရဲ့လုံရက်တွေကိုဘယ်သူမှကြိုတင်ခံမှန်းလို့မရအောင်နေထိုင်ပါတင့်ရဲ့နောက်တလန်းကိုမသိရတဲ့အတွက်သူတို့ဟာအမြဲတမ်းစိုးရင်နေရပြီးကုကံကာကွယ်တဲ့အခြေအနေမှာရှိနေပါလိမ့်မယ်ဥပဒေတာ78ခံတပ်ဖွဲ့၍ကိုကိုကိုမကာကွယ်ပါနဲ့အထူးကြံခြင်းကအန္တရာယ်များပြီးအရေးကြုံလာတဲ့အခါကိုယ်ပတ်ဝန်းကျင်နဲ့အဆက်အသွယ်ပြတ်ပြီးတယောက်တည်းအထူးကြံမနေတဲ့မှာ ီလိုလှုပ်ခြင်းကအသင်ကိုအရေးကြီးတဲ့တည်င်းအချက်လက်တွေနဲ့ဝေးကွာစေပြီးအန္တရာယ်များစေပါတယ်။အဲ့ဒီအစားမဟာမိတ်တွေအပေါင်းအသင်းတွေနဲ့အဆက်တွေလှုပ်ပြီးတင့်ရဲ့ကာကွယ်ရေးကိုပုံမူခိုင်မအောင်တည်ဆောက်ပါ။ဥပရိတဆကူတင်ဆက်ဆန်နေတော်သူကိုလေးစားပါ။လူမား၍မစော်ကားမိပါစေနဲ့။လောကမှာလူအမျိုးမျိုးရှိပါတယ်။တချို့လူတွေကအစော်ကားခံရရင်တတက်လုံးမကြည်မနှက်နဲ့ကလေးစားခြေရက်ကြပါတယ်။ဒါကြောင့်တင်ဆက်ဆန်မဲ့သူဟာ ဘယ်လိုလူစားမျိုးလဲဆိုတာကိုကြိုတင်အကဲခတ်ပါလူကိုတချာမသိပဲမှားရွက်ဆက်ဆံမိရင်တင့်အတွက်တတလုံးနောင်တရစရာတွေဖြစ်လာနိုင်ပါတယ်ဥပဒေသား20ဘယ်သူ့ဘက်မှမရက်တီပါနဲ့ဘက်တစ်ခုကိုရွေးလိုက်ခြင်းကတင့်ရဲ့လွတ်လပ်မှုကိုကန့်တတ်လိုက်တာနဲ့အတူတူပါပဲဖက်နဲ့ဖက်ပြိုင်ဆိုင်နေတဲ့အခါတင်ကအလဲမှာလွတ်လပ်စွာရက်တီနေခြင်းကနှစ်ဖက်စလုံးကတင့်ကိုလိုလားလာပါလိမ့်ဒီအခြေအနေကိုအခွင့်ကောင်းယူပြီးတင်ကသူတို့အားလုံးရဲ့တခင်ဖြစ်လာနိုင်ပါတယ်ဥပဒေသား21 တားကောင်ကိုဖမ်းရင်တားကောင်ထက်ပိုအားတဲ့အလားဟန်ဆောင်ပါဘယ်သူမှအခုထက်ညာကောင်းတဲ့သူကိုမကြိုက်ကြပါဘူးဒါကြောင့်တင့်ရဲ့ပြိုင်ဘက်တွေကသူတို့ကိုသူတို့တင့်ထက်ညာကောင်းတယ်လို့ထင်သွားအောင်ဟန်ဆောင်နေလိုက်ပါသူတို့ကတင့်ကိုအထင်သေးပြီးတတိလက်လွတ်ဖြစ်သွားတဲ့အခါတင်ကအသာလေးအနံ့ယူလိုက်လို့ရပါတယ်ဥပဒေသား22အရှုံးပေးခြင်းဖြင့်နှီးပြွာကိုတုံးပါအားနည်းချက်ကိုအင်အားဖြင့်ပြောင်းလဲပါတင့်မှာအင်အားမရှိတော့တဲ့အခါရန်သူကိုဆက်ပြီးမခုခံပါနဲ့တော့ အရှုံးပေးလိုက်ပါဒါကတင့်ကိုအချိန်ပြန်ဆွဲခွင့်အင်းအားပြန်မွေးခွင့်ရစေပါလိမ့်မယ်ရန်သူကတင့်အရှုံးပေးလိုက်ပြီဆိုရင်တတိနေသွားတဲ့အချိန်မှာတင့်ကအကောင်းဆုံးပြန်လေတိုက်ခိုက်နိုင်မှာပါဥပဒေသား23တင့်အင်းအားကိုစူစီးပါတင့်ရဲ့အင်အားနဲ့အချိန်တွေကိုနေရာအများကြီးမှာမဖြန့်ကျက်ထားပါနဲ့အရင်မြင်အားလုံးကိုအရေးကြီးဆုံးပြစ်မှတ်တစ်ခုပေါ်မှာစူးစီးပြီးအာယုံစူးစိုက်ပါအင်အားကိုစူးစီးထားနိုင်မှရန်သူရဲ့အာအနေဆုံးနေရာကိုပြင်းပြင်းထန်ထန်ထိုးနှက်နိုင်မှာဖြစ်ပါတယ်ဥပဒေသား24 ပြည့်ပြည့်စုံသောနန်းထွန်းအမတ်တူဖြစ်အောင်ကြင့်ကြံပါနန်းထွန်းအမတ်ဆိုတာတွေ့ဝိုက်တော်နီးလန်းတွေနဲ့ဩဇာအာဏာကိုကျင့်သုံးသူပါသူတို့ကလိန်မာပါနဲ့တယ်လူမှုဆက်ဆံရေးတွေကောင်းတယ်နေရာတိုင်းမှာအလိုက်တတိနေထိုင်တတ်ကြတယ်သူတို့ရဲ့အပြုမူတွေကနေတင်ကန်းစာယူပြီးလူတွေရဲ့စိတ်ကိုဘယ်လိုကင်တွယ်ရမလဲဆိုတာကိုလေ့လာပါဥပဒေသား25တင့်ကိုတင်ပြန်လည်ဖန်သီးပါလူအဖွဲ့စည်းကတင့်အပေါ်တတ်မှတ်ထားတဲ့ပုံစံကွက်ထဲမှာမနေပါနဲ့တင့်ဖြစ်ခြင်းတဲ့ပုံစံကိုကိုယ်တိုင်ဖန်သီးပြီး လူအများရဲ့အာယုံစူးစိုက်မှုကိုရယူပါတင့်ရဲ့ပုံရိပ်ကိုပြဿတ်တစ်ခုလိုသဘောထားပြီးလူတွေရဲ့စိတ်ထဲမှာစွဲကြံနေစေမဲ့ဇက်ကောင်တစ်ခုအဖြစ်တရုပ်ဆောင်ပါဥပဒေသား26တင့်လက်ကိုညက်ပတ်အောင်မလုပ်ပါနဲ့ဘယ်သူမှအမားနဲ့မကင်းနိုင်ပါဘူးဒါပေမဲ့အမားလုံးမိတဲ့အခါကိုယ့်ရဲ့ဂုံတရင်ကိုမထိခိုက်အောင်ဖြည့်ရှင်းတတ်ရပါမယ်လိုအပ်ရင်တခြားတယောက်ကိုတင့်ကိုစားအပြစ်တင်ခံပြီးတင့်ကိုတင်အပြစ်ကင်းစင်အောင်လုပ်ပါဥပဒေသား29လူတွေရဲ့ယုံကြည်လိုစိတ်ကိုအသုံးချပြီး ိုးကွယ်ရာဖန်တီးပါလူတွေဟာယုံကြည်စရာတစ်ခုကိုအမြဲတမ်းရှာဖွေနေတတ်ကြပါဒီအချက်ကိုအသုံးချပြီးတင့်ကိုတင်သူတို့အတွက်ရှေ့ဆောင်လမ်းပြတစ်ယောက်အဖြစ်ပုံဖော်ပါသူတို့အတွက်မျှော်လင့်ချက်တွေပေးနိုင်ရင်သူတို့ကတင့်နောက်ကိုလိုက်ပြီးတင့်ကိုကိုးကွယ်သည့်အထိဖြစ်လာနိုင်ပါတယ်ဥပဒေသား28ရဲရဲရင်ရင်လှုပ်ဆောင်ပါတွန့်ဆုံနေခြင်းနဲ့မဝင့်မရဲဖြစ်ခြင်းကတင့်ကိုအန္တရာယ်ပိုများစေပြီးတော့ရဲရင်နဲ့လုံရတဲ့ကူက တင့်ရဲ့တန်တရားစိတ်တွေကိုဖုံးကွယ်ထားနိုင်ပြီးလူတွေရဲ့အမြင်မှာတင့်ကိုယုံကြည်မှုရှိသူတယောက်ဖြစ်မြင်စေပါတယ်ရဲရင်စွာလှုပ်လို့မှားတွားရင်တောင်နောက်ထပ်ရဲရင်နဲ့လှုပ်ရင်နဲ့ပြန်ဖြည့်ရှင်းပေးလို့ရနိုင်ပါတယ်ဥပဒေတ29အရာရာကိုအစကနေအဆုံးထိကြိုတင်စီစဉ်ပါအောင်မြင်မှုဆိုတာကံတရားကြောင့်မဟုတ်ပဲကြိုတင်ပြင်ဆင်မှုကောင်းခြင်းကြောင့်တာဖြစ်ပါတယ်အဆုံးတက်မှာဘာဖြစ်ချင်လဲဆိုတာကိုရှင်းရှင်းလင်းလင်းသိထားပြီးအဲ့ဒီပန်းနဲ့ရောက်ဖို့လိုအပ်တဲ့အစဉ်တိုင်းကိုကြိုတင်တွက်ချက်ထားပါဥပဒေတ30 ။တင့်ရဲ့အောင်မြင်မှုတွေကိုလွယ်လွယ်ကူကူရတယ်လို့ဟန်ဆောင်ပါ။တင်ပဲလောက်ပဲစ조사ပန်းစားလုပ်ခဲ့ရပါစေ။လူတွေရဲ့အမြင်မှာတော့ဒီအလုပ်ကိုအလွယ်လေးလုပ်လိုက်ရတယ်လို့မျိုးဟန်ဆောင်ပေးပါ။တင်ပဲလောက်ပင်ပန်းခဲ့တယ်လဲဆိုတာကိုသူတို့မသိလေလေတင့်ရဲ့အစွမ်းဆောင်ရည်ကိုပူပြီးအထင်ကြီးလေလေဖြစ်ပါတယ်။ဥပဒေသား33 ရွေးချယ်စရာများကိုထိန်းချုပ်ပါသူတစ်ပါးကိုသင်ပေးတော်ရွေးချယ်မှုများဖြင့်ကစားပေးပါလူတွေကိုလွတ်လပ်စွာရွေးချယ်ခွင့်ပေးထားတယ်လို့ထင်ရအောင်လုပ်ပါဒါပေမဲ့သူတို့ရွေးချယ်နိုင်တဲ့အရာအားလုံးဟာတင့်အတွက်အကျိုးရှိစေမဲ့ဘောင်တွန်းမှာပဲဖြစ်ရပါမယ်ဒါဒါမှမဟုတ်ဒါဆိုပြီးသင်ပေးတဲ့ရွေးချယ်မှုနှစ်ခုလုံးကတင့်ကိုအနိုင်ရစေမဲ့အဖြေတွေကြီးဖြစ်နေပါတယ်ဥပဒေသ32လူတွေရဲ့စိတ်ကူးရင်အိမ်မက်တွေနဲ့ကစားပါ အမှန်တရားဟာမကြခဏဆိုလိုလိုနာကျင်စရာကောင်းပြီးလူတွေကအဲ့ဒါကိုရှောင်ရှားကျင်ကြပါတယ်။ဒါကြောင့်လူတွေကိုစိတ်ကူးရင်ဆန်တဲ့မျှော်လင့်ချက်တွေအိမ်မက်တွေပေးခြင်းကတင့်နောက်ကိုလိုက်လာအောင်ဆွဲဆောင်နိုင်ပါတယ်။ဥပဒေ33လူတိုင်းရဲ့အားနည်းချက်ကိုရှာဖွေလူတိုင်းမှာအားနည်းချက်ဒါမှမဟုတ်ဟာခွက်တစ်ခုခုတော့ရှိကြပါတယ်။အဲ့ဒါကမလုံခြုံစိတ်ဖြစ်နိုင်တယ်ထိုင်းချုံလို့မရတဲ့စိတ်ခံစားချက်တစ်ခုလည်းဖြစ်နိုင်ပါတယ်။အဲ့ဒီအားနည်းချက်ကိုရှာတွေ့ပြီးထိုင်းချုံနိုင်ရင်တော့အဲ့ဒီလူကိုတင်စိတ်ကြိုက်ချေလည်နိုင်ပါလိမ့်မယ်။ ဥပရိသ34ဘယင်တပားကဲ့သို့ပြုမူပါဘယင်တပားကဲ့သို့ဆက်ဆံခံရအောင်ပြုလုပ်ပါတင်ကိုယ်တိုင်ကတင့်ကိုယ်တင်တန်ဖိုးမထားရင်ဘယ်သူကမှတင့်ကိုယ်တန်ဖိုးထားမှာမဟုတ်ပါဘူးဒါကြောင့်တင့်ရဲ့အပြုမူအပြောဆိုတိုင်းမှာယုံကြည်မှုရှိပြီးဘယင်တပားလိုခံရထဲဝအောင်နေတိုင်းပါဒါမှလူတွေကတင့်ကိုယ်လေးစားပြီးဘယင်တပားလိုဆက်ဆံလာပါလိမ့်ဥပရိသ35အချိန်ကိုကြွန့်ကျင်စွာဂိုင်တွေပါဘယ်တော့မှအလင်းလိုနေပုံမပြပါနဲ့အလင်းလိုခြင်းက တင့်ရဲ့ထင်းချုံနိုင်စွာမရှိမှုကိုပြသနေတာပါစိတ်ရှိပါအရာရာတိုင်းမှာသူ့အချိန်နဲ့သူရှိပါတယ်အခွင့်အခါကောင်းကိုစောင့်ဆိုင်တတ်ရတယ်လို့အချိန်ကြလာရင်လည်းအလျင်အမြန်ဆုံးဖြတ်လုံဆောင်တတ်ရပါမယ်ဥပဒေသား36တင်မရနိုင်သောအရာကိုမထီမဲ့မြင်ပြုပါလစ်လူရှူခြင်းကအကောင်းဆုံးကလေစားချေခြင်းဖြစ်ပါတယ်တင်းငယ်တဲ့ပြဿနာလေးတစ်ခုကိုတင်ကအာယုံဆိုင်လေလေအဲ့ဒီပြဿနာကပိုကြီးထွားလာလေလေပါတင်မရနိုင်တဲ့အရာဒါမှမဟုတ် တင့်အတွက်အနောက်ရှက်ဖြစ်နေတဲ့အရာကိုလစ်လူရှုလိုက်ခြင်းကအဲ့ဒီအရာရဲ့တန်ဖိုးကိုတင်ကဖျက်ဆီးလိုက်တာဖြစ်ပါတယ်။ဂယုမဆိုင်တာကအကောင်ဆုံးတုံ့ပြန်မှုပါ။ဥပဒေသား39စိတ်ထဲဆွဲညစ်စေမဲ့ပြကွက်များဖြင့်ဖန်တီးပါ။လူတွေကစကားလုံးတွေထက်ပုံရိပ်တွေကိုပူပြီးမှတ်မိလွယ်ပါတယ်။ဒါကြောင့်တင့်ရဲ့ဩဇာအာဏာကိုကိုစားပြုနိုင်မဲ့အမှတ်တင်ကေတာတွေထင်ရှားတဲ့အခင်းကျင်းတွေကိုဖန်တီးပါ။ဒါတွေကလူတွေရဲ့စိတ်ထဲမှာတင့်ပုံရိပ်ကိုအကြာကြီးစွဲကြံနေစေပါလိမ့်မယ်။ဥပဒေသား38တင်ကြိုက်တယ်လို့တွေးပါ တို့တော့သူတစ်ပါးကဲ့သို့တော့ပြုတ်မှုပါတင့်ရဲ့အတွေးခေါ်ကတမာရိုးကြမို့ပဲအများနဲ့ကွဲပြားနေရင်တောင်အဲ့ဒါကိုလူသိရှင်ကြားထုတ်မပြပါနဲ့လူတွေဟာသူတို့နဲ့မတူတဲ့အတွေးခေါ်တွေကိုလက်မခံကျင်ကြပါဘူးအပြင်ပန်းမှာတော့အများနဲ့တသားလေးဖြစ်အောင်ဟန့်ဆောင်နေထိုင်ပြီးတင့်ရဲ့တကယ့်ရည်မှန်ချက်တွေကိုလှုပ်ဝက်စွာအကောင့်ထဲပေါ်ပါဥပဒေသား39ငါးဖမ်းရန်ရေကိုမှုရပါဒေါသနဲ့စိတ်ခံစားချက်တွေကတင့်ရဲ့အစဉ်ဉဏ်သုံးတရားကိုကွယ်ပြောက်စေပါတယ်ဒါကြောင့်အမြဲတမ်းတည်ငြိမ်နေပါ ဒါပေမဲ့တင့်ရဲ့ရန်သူတွေကိုတော့ဒေါရထွက်အောင်စိတ်လုံရှားအောင်ဆွပေးပါ။သူတို့တည်ငြိမ်မှု ပြတ်သွားတဲ့အခါတင်ကအတားစီရပါလိမ့်မယ်။ဥပဒေအသ၄၀အလကားရတော့နေလေစာကိုရှောင်းပါ။လောကမှာအလကားရတဲ့အရာဆိုတာမရှိပါဘူး။အလကားပေးတယ်ဆိုတာနောက်ွယ်မှာမမြင်နိုင်တဲ့အပေးယူတစ်ခု၊ဒါမှမဟုတ်ထောင်ချောက်တစ်ခုရှိနေလို့ပါပဲ။တန်ဖိုးရှိတဲ့အရာအတွက်တန်ရာတန်ချင်းကိုပြေးချေရပါလိမ့်မယ်။ဒါမှတင်ဟာကျေးဇူးကျွေးတွေကနေကင်ရှင်ပြီးလွတ်လပ်စွာလှုပ်ရှားနိုင်ပါပါဥပဒေ ကြီးမြတ်သူတို့ရဲ့နေရာကိုဝင်ယူခြင်းကရှောင်ခြင်းမှာတင်အရင်ကအောင်မြင်ခဲ့တဲ့လူကြီးတယောက်ရဲ့နေရာကိုဆက်ခံရတဲ့အခါသူ့အရေးအောက်ကနေလွတ်မြောက်ဖို့ခက်ခဲပါလိမ့်မယ်။တင်ဘယ်လောက်ပဲကောင်းအောင်လုပ်လို့သူ့ရဲ့အောင်မြင်မှုတွေနဲ့ပဲနှိုင်းယှဉ်ခံနေရမှာပါ။ဒါကြောင့်တက်ကိုပိုင်နံမီတက်ကိုပိုင်ကုံတရင်ကိုတိဆောက်ပြီးသူ့အရေးကနေလွတ်အောင်ရုန်းထွက်ပါ။ဥပဒေသား၄၀နှစ်တိုးချောင်းသားကိုတိုက်ခိုက်လိုက်တိုးများကွဲလွန့်သွားလိမ့်မည်။ပြဒနာတွေရဲ့စင်းမြစ်ကိုရှာကြည့်လိုက်ရင်အဲ့ဒီနောက်ွယ်မှာဩဇာညောင်းတဲ့လူတယောက် ဒါမှမဟုတ်လူတစုရှိနေတတ်ပါတယ်အဲ့ဒီလူကိုအရင်ဆုံးဖယ်ရှားလိုက်ပြီးခေါင်းဆောင်မရှိရင်တော့နောက်လိုက်တွေပါအလိုလိုပြိုကွဲသွားပါလိမ့်မယ်ဥပဒေသား၄၃သူတစ်ပါးရဲ့နှလုံးသားနဲ့စိတ်ကိုတင်းတွန်းပါအတင်းအကျပ်ဖိအားပေးခြင်းကလူတွေရဲ့အခုခံလူစိတ်ကိုတိုးပါးစေတတ်ပါတယ်အဲ့ဒီအစားသူတို့ရဲ့စိတ်ခံစားချက်တွေကိုနားလည်အောင်စူးစမ်းပြီးသူတို့ရဲ့အာဏာချက်တွေပေါ်မူတည်ပြီးဖြည်းဖြည်းချင်းတင်းတွန်းပါ သူတို့ရဲ့စိတ်ကိုနားလည်ပြီးသူတို့လိုလားတောင်းတတဲ့အရာကိုပေးနိုင်ရင်သူတို့ကတင့်ရဲ့တစ္ဆာအရှိဆုံးနောက်လိုက်တွေဖြစ်လာနိုင်ပါတယ်။ဥပရိသ44မှန်ကန်တိုက်ခိုက်ခြင်းနီးပြူအဖြစ်လက်နက်မဲ့စီပြီးဒေါရထွက်အောင်လုပ်ပါ။မှန်တစ်ချက်ဟာတင့်ရဲ့လုံရက်တွေကိုအတိအကျပြန်လည်ထင်ဟပ်စေပါတယ်။ဒီလိုပဲရန်တူးရဲ့လုံရက်တွေကိုတင်ကအတိအကျလိုက်လို့ပြခြင်းအဖြစ်သူတို့ကိုစိတ်ရှုပ်ထွေးစေပြီးသူတို့ရဲ့နီးပြူအကိုနားမလည်နိုင်အောင်လုပ်နိုင်ပါတယ်။ဒါကသူတို့ကိုဒေါရထွက်စေပြီး အမားတွေလုံမိအောင်တွန်းပို့နိုင်ပါတယ်ဥပဒေသ45ပြောင်းလဲရန်လိုကြောင်းဟောပြောပါသို့တော်တစ်ချိန်နဲ့အလွန်အကျွံမပြောင်းလဲပါနဲ့လူတွေဟာအပြောင်းအလဲကိုလိုလားတယ်လို့ပြောကြပေမဲ့တကယ်တမ်းမှာတော့သူတို့ကျင့်သားရနေတဲ့အလေးထားဟောင်းတွေကိုပဲနှစ်သက်ကြပါတယ်ဒါကြောင့်ပြုပြင်ပြောင်းလဲမှုတွေလုပ်တဲ့အခါရုပ်တရည်အကြီးအကျယ်မလုပ်ပါနဲ့အစင်လာအဟောင်းကိုလေးစားတယ်လို့ဟန်ဆောင်ရင်းနဲ့ဖြည်းဖြည်းချင်းမတိမတာပြောင်းလဲမှုတွေပြုလုပ်ပါဥပဒေသ46 ဘယ်တော့မှပြည့်ပြည့်စုံဟန်မဆောင်ပါနဲ့ပြည့်ပြည့်စုံတယ်လို့ထင်ရတဲ့သူတွေဟာမနာလိုဝန်တိုမှုတွေလူ့ဝယ်ရန်သူတွေကိုပဲမွေးထုတ်ပေးပါတယ်တင်မြန်ကအမာသေးသေးလေးတွေလုတ်ပြတာအန္တရာယ်မရှိတဲ့အားနည်းချက်လေးတွေထုတ်ပြတာကတင့်ကိုပို့ပြီးတော့လူသားဆန်စီပြီးသူတွေရဲ့ချစ်ခင်မှုကိုရရှိစေနိုင်ပါဥပဒေသား49တင့်စီစဉ်ထားတော့ပန်းနိုင်ကိုကြော်လွန်မသွားပါနဲ့အောင်မြင်မှုဆိုတာကဘယ်အချိန်မှရပ်တန့်ရမည်ကိုသိပါအောင်မြင်မှုရဲ့လွှမ်းမိုးမှုအောက်မှာ မာနတက်ပြီးတင်မူလာကအီမန်းထားတာတဲ့ပိုပြီး80မတိုးချင်ပါနဲ့လောဘကြီးခြင်းကတင့်ကိုပိုပြီးအန္တရာယ်များတဲ့ရန်သူတွေနဲ့ရင်ဆိုင်ရစေနိုင်ပါတယ်ပန်းလန်ရောက်ပြီဆိုရင်ရက်တက်မှာအောင်ပွဲခံပြီးခိုင်မအောင်ပြုလို့ပါဥပဒေသား48ပုံတဏမဲမှုကိုခံယူပါရေဟာပုံတဏမရှိတဲ့အတွက်ဘယ်လိုအရာဝတ္ထုတွေထက်ထက်အံဝန်ခွင့်ချဖြစ်ပါလဲ ဒီလိုပဲတင်ဟာအခြေအနေတွေလိုက်လိုင်ရောညီထွေပြောင်းလဲနိုင်စွာရှိရပါမယ်ပုံတင်ဤတစ်ခုတည်းကိုပဲအမြဲတမ်းဆွဲကင်မထားပါနဲ့လိုင်ရောညီထွေရှိခြင်းကတင့်ကိုဘယ်သူမှတားဆီးလို့မရတဲ့စွမ်းအားကိုပေးစွမ်းနိုင်ပါတယ်ဒီနေ့တင်ဆက်ပေးခဲ့တဲ့အာနဇက်ဤဥပဒေတ48ရက်ထဲကအကြောင်းအရာတွေကနားထောင်သူတွေအတွက်ဘဝတစ်ချောင်းလုံးအသုံးတည်မဲ့ဖို့တန်တဲ့တင်ကားစာတွေရရှိသွားမယ်လို့ယုံကြည်ပါတယ်အားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာဒီလိုစိတ်ဝင်စားစရာ အကြောင်းအရာတွေကိုဆက်လက်တင်ဆက်ပေးမှာမှုစောင့်မျှော်အားပေးကြပါအောင်ခင်ဗျာ။